ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ AKH Game Shop အကောင့်ကို password ဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် password ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကညာဘက်တောက်ဆုံမှာရှိတဲ့ account ဆိုတဲ့နေရာလေးတဲကိုသွားမယ်ပြီးသွားရင်တော့အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်ပါအဲ့ဒီရဲ့ other setting ဆိုတဲ့အောက်မှာ chain password ဆိုတဲ့နေရာလေးရှိမယ်အဲ့ဒီထဲကိုဝင်ပြီးသွားရင်အပေါ်ဆုံးမှာတော့ကျွန်တော်တို့အရင်တုန်းကထားခဲ့တဲ့ password ကိုထည့်ရမှာဖြစ်ပြီးတော့အောက်ကနှစ်နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ထားခြင်းနဲ့ password အစ်စ်ကိုထားရမှာဖြစ်ပါတယ် password အဟောင်းကိုအပေါ်ဆုံးတ နေရာမှာထားပြီးတော့ဒုတိယနဲ့တတိယနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ထားခြင်းတဲ့ password အသစ်တွေကိုထားပြီးသွားရဆိုလို့ရှိရင်တော့အောက်မှာ awaiting button လေးနဲ့ chain password ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ရုံပဲပြီးသွားရင်တော့ကျွန်တော်တို့ account ဖွင့်ထားခဲ့တဲ့ phone number ဒါမှမဟုတ် email ကိုထည့်ပြီးတော့ခုနက chain ရတဲ့ password အသစ်ကိုရိုက်ထည့်လိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနက chain ရတဲ့ password ရဲ့ account တွေကိုပြန်ရောက်တော့မှာဖြစ်ပါတယ် password chain ရတာဖြစ်တဲ့အတွက်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီ chain လိုက်တဲ့ password နဲ့ account တွေကိုတပံပြန်ပြီးတော့နောက်တစ်ချိန်ဝင်ခိုင်းတာဖြစ်ပါတယ်အဲ့လိုမျိုး account တွေကိုနောက်တစ်ချိန်ထပ်ဝင် င်လိုက်ပြီးတာနဲ့ကျွန်တော်တို့ရဲ့ password ချိန်တာကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်